အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇလံကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူမွန်မွန်ခိုင်ရေးသားထားတဲ့ဘုံမရုပ်ဆိုတဲ့ဇလံအစအဆုံးကိုတင်ဆက်ပေးမှာပါဇလံမစတီကမှာကျွန်တော်ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တိုင်းမှသိရှိစေဖို့တလေဒုတိယခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာဘုံမရုပ်ဖြစ်ရမှန်ဇလံအမေတမိပိုက်စာတွေ ဟိုမှာလက်ပွေအိတ်ထဲမှာကိတ်လျှောက်ရှိရဲ့သွားယူဖေးကရှုံနေရတဲ့ကြားတယ်တင်တင်လက်ကဟောက်ထက်လိုက်တာကြောင့်ငားနဲ့အရွယ်နုနယ်သေးတယ်ပင်ကီကလေးတယောက်မှာတော့မျက်ရည်ဝိုင်းသွားလေတယ်ပင်ကီလေးကလောကကြီးအကြောင်းကိုနားမလည်သေးတဲ့အရွယ်ဖြစ်ပေမယ့်မာမီနဲ့ဒဲဒီတို့ပင်ကီလေးကိုဂယုမစိုက်တာတော့ခံစားရလို့ပဲဘိုက်ကအရန်စားနေတာမို့လို့မာမီရဲ့လက်ပွေအိတ်ထဲကကိတ်လျှောက်ကိုစားလိုက်ရတယ်ကလေးမို့လို့စားဖို့ကလွယ်ရင် ဘာမှမသိတာမလို့ဆာဆာနဲ့ကိတ်ချက်ကိုနင်းငံစားနေရင်းကနေကက်စီစီနဲ့လေရောင်းတင်းမှာတင့်နေလေတဲ့မမမီမမီတင်တယ်လက်ကဖဲချက်များကလဲ၍ဘာကိုမှစိတ်ဝင်စားဟန်မပြပြီပင်ကီလေးမှာအသက်ရှူရက်လာကပါစက်ထဲလက်ထိုးသွင်းကအန်ရှဖြစ်လိုက်လေတော့တယ်ပင်ကီညီဘလို့လောက်လိုက်တာလဲယွန်းတာဟေးစလိတ်ကိုလက်ကြားညှက်ထားလျက်လက်တစ်ဖက်ကဖဲချက်ကိုကင်ကာညီရဲရဲနှုတ်ခမ်းသားများကို အတင်းမဲ့ပြလျက်လူမမဲကလေးလေးအားအထက်တန်းလွာအမျိုးသမီးတတိုက်ကမဆမနာဝိုင်းပြောကြလေတယ်။တင်းတင်းလက်မှာမိမိရဲ့သမီးကြောင့်ပြောလေခံရရှုံးနာလေများနေပြီမို့လို့ဒေါသအကြီးကျယ်ထွက်သွားလေတော့တယ်။ပင်ကြီးထားလိုက်စမ်း။နင်ကိုစားပဲစားခိုင်းတာမစားနိုင်မင်းနဲ့အသေးစားရလား။သမီးဘိုက်စားလို့မေးကဲစားအောင်ဟဲ့။တင်းတင်းလက်ရဲ့ဒေါသအချိန်နဲ့ခောက်လိုက်တာကြောင့်မလို့လက်စားကမသေးတာမို့လို့ပင်ကြီးကလေးခေါင်းတစ်ခုလုံးပူထူသွားခါ ခလေးပီပီတအီအီအောင်ငီလိုက်လေတဲ့ခလေးငိုနေတာတော့မှဘလူးစိတ်ဝင်နေတဲ့တင်တင်လက်မှာစိတ်ပြေသေးဖို့မရဘဲနဲ့ပင်ကီကလေးရဲ့လက်ကိုဆွဲဆောင်လိုက်တဲ့ထို့နောက်မှာတော့တိုက်ခန်းတကားကိုဖွင့်ကကစ်ငါဝိုင်းမပြီးမရှင်းညီအခန်းအပြင်မှာနေပင်ကီကလေးမှာမာမီဒီလောက်ဒေါသထွက်နေတဲ့ပုံစံကိုမမြင်ဘူးတာမို့လို့ငိုရင်းနဲ့တွားရလေတဲ့တင်တင်လက်ဒီပင်ကီကလေးအားတွန်းထုတ်ခါဖြင့်တကားအားပြန်ဆွဲပြီးပိတ်လိုက်လေတဲ့မိလက် ညီးကလေးကိုလည်းလှုပ်တာမလွန်လွန်ဘူးလားဒီလိုလှုပ်မှမှတ်မှာကဲကဲပြန်စကြမယ်ညီးမလည်းခန်းနေပြီမဟုတ်လားတင်းတင်းလက်ကဝင်ကြွားသောပုံစံနဲ့လက်တွေမှာဝစ်စင်ထားတဲ့ရွှေတဲများကိုတွှွှန်းွှန်းမိအောင်ပုတ်ပြလိုက်လေတယ်အေးစေးပါကွာငါကူကပစ္စည်းတွေကိုဖျောလိုက်ရင်ညီးတို့ရဲ့ငွေသားရဲ့ဆယ်စားလောက်ကိုရှိတယ်သဘောပေါက်ကောင်းပြီလေဒါဆိုရင်တော့ထပ်ဆလိုက်တာပေါ့ပြောရင်းနဲ့ဝိုင်းကိုပြန်ဆလိုက်ကြတော့တယ်တင်းတင်းလက်မှာပင်ကီလေးဆိုတာကောင်းထဲမှာကိုတတင်းကထုတ်ပြစ်လိုက်လေတယ် ပင်ကီလေးတယောက်ပူမရုပ်ကလေးကိုကြစ်ကြစ်ပါအောင် ဆုပ်ကင်ထားရင်းကနေဒူးလေးကို တုတ်ခါထိုင်ချလိုက်မိတယ်။မိုးစံမိုးပေါများကမကြမီမိုးရိမ်များကလည်းစင်နေတာမလို့ညနေ9နာရီဆိုတာမမှောင်သေးပေ။မှောင်နေတယ်လို့တော့ရှိနေပြီ။ပင်ကီလေးမှာထိုင်လိုက်ထားလိုက်နေဒူးတွေလည်းရှိလာကပြင်းလာတယ်လို့လည်းရှိလာတယ်။ကလေးများကအာယုံတစ်ခုကိုမိနစ်30ထက်ပို၍မဆူးဆိုင်တက်တာကြောင့်တနိုင်းနီးပါးခန့်အခန်းပြင်မှာတယောက်တည်းထိုင်နေရတဲ့ပင်ကီလေးမှာ ခလေးအုံနောက်လေးနဲ့လှုပ်တင်မလှုပ်တီကိုမစင်းစားနိုင်သေးခင်လူကလမ်းပေါ်သို့ရောက်နေလေပြီပစက်ကလည်းလက်တွင်ကြစ်ကြစ်ပအောင်စုပ်ကင်ထားတဲ့ဘိုးမရုပ်ကလေးကိုပိုက်လက်သားစကားတွေတွတ်တွတ်ပြောနေလေတယ်နင်ကကံကောင်းနေသီလားနင့်မှာမာမီဒေဒီတွေမရှိဘူးဒါပေမဲ့ဟော်ရီယာပင်ကီလေးမှရှိတယ်နင့်ကိုလည်းအများကြီးရှိတယ်အဖော်လည်းပြုတ်ပေးတယ်ငါတို့တော့ဘသူမှလည်းမရှိဘူးထမင်းလည်းမကြွေးဘူးပင်ကီလေးက ကလေးညံလေးနဲ့ခံစားရသမျှအယုတ်ကလေးကိုတိုင်ငံပြောနေသေးတယ်။အယုတ်ကလေးကပြူးကျယ်ဝိုင်းဆက်နေတဲ့မျက်လုံးများပင်ကီလေးတို့တစ်ချက်လှုပ်ရှားလိုက်တိုင်းထောက်ခံနေသည်နဲ့မိတ်လိုက်ဖွင့်လိုက်ဖြင့်လှုပ်ရှားနေသည်လီပင်ကီလေးကဘုံမယုတ်လေးအားစကားတပြောပြောနဲ့လမ်းလျှောက်လာရာလမ်းတစ်ဖက်ကမှအကင်ဆိုင်မြင်တော့ဘိုက်ကထက်စာလာလေတဲ့မိပွိုင်မှာအချက်ပြမိများအားနာနေရွယ်ကလေးလေးတယောက်အနေနဲ့နားလည်နိုင်စွမ်းမရှိတာမို့လို့မိုက်မိုင်မင်းမင်းနဲ့ကူးဖြတ်တန်းလာခဲ့လေတဲ့။ကိုစဉ်မီးစိန်သွားသည်နဲ့ ကားများရုတ်တရက်မောင်းထွက်လာရာရုတ်တရက်လမ်းမကြီးမှာဖြတ်ကူးလာတဲ့ပင်ကီလေးကြောင့်ကားပရိတ်ဥတ္တံများလည်းစူညံသွားတယ်။ဟယ်လိုကိုကြီးဟယ်လိုတဖက်တွင်လည်းတင်းတင်းလက်မှာဝိုင်းကောင်းနေတော့ဖုံးလာတာမလို့ရုတ်တရက်ဖုံးကရှာသွားတာကြောင့်ဟယ်လိုဟယ်လိုနဲ့အဆက်မပြတ်ထူးနေမိတယ်။ကဲမိမာဒီဝိုင်းနာမေဒီညက်နေဖလိုက်နေငါကိုကြီးပြန်လာပြီ။အိမ်ပြန်ပြီးတော့ဘက်ကလက်ကြိုက်လေရွေးထားကြ။တီးပါတယ်နော်မိလက်ရဲ့ညီယောက်ျားတင်းမောသားထောတယ်ဆိုတာကို နိုနိုနိုတင်းမောသားမဟုတ်ဘူးကပ္ပတိန်မာအခုလဲတင်းမောကနေစင်းဆိုကားအတိကြီးနေနော်အေးပါဟင်းဝိုင်းသိမ့်မာဆိုလဲသိပင်ကီလေးစိတ်ဆိုးနေလောက်ပြီးသွားရှော့အောင်အေးဟာငါသမီးလေးငါရှုံးနေလို့နည်းနည်းလေးထွေသွားတာအလုံးသိမ့်စေးပြီးတာနဲ့တကားတကားကိုဆွဲဖွင့်လိုက်တော့ပင်ကီလေးမရှိတော့တာမလို့တင်းတင်းလဲမျက်လုံးများဖြူသွားရတယ်သမီးပင်ကီလေးမမီးကိုစိတ်ဆိုးနေရလားဘယ်မှာပုံနေရလဲထွက်ခဲ့နော်ဒယ်ဒီလာပြီလေပင်ကီလေးရဲ့ တင်းတင်းလဲနှုတ်မှလည်းတဖော့ဖော့အော်ရင်လိုက်ရှာနေသလိုသူမအပေါင်းပါများကလည်းလိုက်ရှာပေးကြတယ်ထိုစင်မှာပဲတင်းတင်းလဲရဲ့လက်ကင်ဖုံးကထမြီလာလေရောရဲ့ဟယ်လိုကိုကြီးလက်တို့အိမ်မှာစုံကြမယ်လေရှင်ကားတိုင်မှုဖြစ်လို့ဟုတ်လားတည်သွားတယ်ဟုတ်လားနေရပြောလက်အခုလာခဲ့မယ်တင်းတင်းလဲမှာကိုကြီးပြောသော နေရကိုမှတ်သားကပင်ကီလေးကိုရောမေ့သွားကကားကို accident ဖြစ်တဲ့နေရာစီတို့အမြန်မောင်းလိုက်တယ် တင်းတင်းလဲရောက်တော့ရဲကားတွေလည်းရှုပ်ချက်ခန့်တွေကမျက်နာတွေလည်းလက်ဖွားမှာ အုပ်လျက်ခေါင်းငိုင်ဆိုက်ချနေတဲ့ကိုကြီးအားတွေ့လိုက်ရတယ်ခွီးသွားပြီလက်ကိုကြီးတော့ထောင်နှန်းဆန်ရတော့မေကိုကြီးတိုက်တာမဟုတ်ဘူးမလားတစ်ဖက်ကလာတိုက်တာမဟုတ်လားမဟုတ်ဘူးကိုကြီးလမ်းဖြတ်ကူးလာတဲ့ခလေးလေးကိုတိုက်လိုက်မိတာကိုတို့တမီးအရွယ်လေးရှင်တမီးလေးအရွယ်ဟုတ်လားခလေးကအဲ့အဲ့ခလေးကရော ို့မှာအလောင်းတည်သွားတော့မေန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 ေပါအောင်ချက်မှကြည့်ပြရစေဦးတင်တင်လက်အလောင်းတည်ဆောင်ရန်အတွက်ထွက်ခွာစပြုတ်နေတဲ့ကားစီတို့ပြေးလာခဲ့လိုက်ရာခြေကတစုံတရာကိုတိုက်သွားမိလိုက်တယ်ရုတ်တရက်ကောက်လိုက်တာသမီးလေးနဲ့မကွဲမကွာရှိနေတဲ့ဘူမရုပ်ကလေးသမီးပင်ကီလေးတင်တင်လက်အယုတ်ကလေးကိုရောင်ရောင်မမနဲ့ကင်ထားကသွေးများပေးချန်လျက်ရှိနေတဲ့အလောင်းအားကြည်ရင်ကနေသွေးပြတ်သွားတယ်။တမီးလေးမဟုတ်ဘူးမဟုတ် မဟုတ်ပါစေနဲ့လက်လက်ဘာဖြစ်တာလဲခွခွီးဒါဒါဒါလက်တို့ရဲ့သမီးလေးလေးဘာဘလို့သမီးကဘယ်ရနေဘလို့လက်နဲ့အတူမဟုတ်ဘူးလားလက်သမီးလေးကိုပြောက်လို့ရှာရင်းကနေကိုကြီးဖုံးလာတာနဲ့ဟာငါသမီးလေးတင်တင်လက်ရဲ့ယောက်ျားဥထက်ဖုံးရှင်ကနေသွေးအလိမ့်လိမ့်နဲ့ကလေးမလေးရဲ့မျက်နှာမှာသွေးများအားလက်ဖြင့်တုပ်လိုက်ခါဟုတ်တယ်ဒါပင်ကြီးလေးသမီးထဲရီသမီးလေး ဦးထက်ဖုံးချင်းကအစည်းရက်ဖြစ်တော့ကမိမိကရှေ့သို့တိုးဝင်လာတဲ့ကလေးကြောင့်ထောင်ကျတော့မယ်လို့တွေးလျက် မကြည့်ခဲ့သမျှအခုတော့မိမိရဲ့တမီးလေးဖြစ်သောအတိက တွေးပြက်တယ်လို့ခံစားလိုက်ရတယ်။တမီးလေးကိုလည်းစုံရှုံမိမိမှလည်းထောင်ကျမှာမို့လို့ကလေးတယောက်တောင်မထိန်နိုင်တဲ့ဒီမိန်းမရဲ့မျက်နှာကိုလေးမကြည့်ချင်တော့ပါ။ကဲကျုပ်ကိုဖမ်းကြပါတော်ဝင်ချစ်တယ်လို့ဒါစောင့်ရကြပါတော့ဗျာကိုကြီးမင်းမျက်နှာကိုငါမကြည့်ချင်တော့ဦးတင်တင်လက်မနှက်ပြန်ကွာရှင်းစာချုပ်တစုံနဲ့ငါစီလာခဲ့ ကိုကြီးရဲ့ဥထဖုံးရှင်ဟာတာဝန်ရှိသူများကလက်ထိတ်ခတ်ကာတက်ဖက်စီမျက်၍ခေါ်ဆောင်သွားကြလေတော့တယ်။ပင်ကီလေးအလောင်းတင်သွားတဲ့ကားမှလည်းထွက်ခွာသွားရာတင်တယ်လက်မှပူပရုပ်လေးတယုံနဲ့အယူတယောက်လိုကြံရှိနေခဲ့ပါတော့တယ်။မာမီကိုခွင့်လွတ်ပါတမီးလေး။မာမီနောက်ကိုဆက်မလိုက်ခဲ့ပါနဲ့။တင်တယ်လက်မှပါစက်မှတတွင်တွင် ပြောဆိုရင်ဘုံမရုပ်ကလေးအားလမ်းဘေးကအမိုက်ပုံးတဲ့သူပြစ်လိုက်ခဲ့တယ်။ဒီအယုတ်ကလေးကတင်တင်လက်အားတစ်ချိန်လုံးရှောက်လန့်နေခဲ့လေတယ်။ပြီးတော့ သူမရဲ့မျက်လုံးစိမ်းများနဲ့အညိုတကြီးကြည့်နေသေးတယ်။ညညဆိုရင် သူမရဲ့ဘေးနားလေးမှာရောက်ရောက်လာကဒါနာကရဲ့တခုခုလာပြောလေတယ်။မာမီကိုမုံနေတယ်။ခုတင်တင်လက်ဒီရုပ်ကလေးကိုလွတ်ပြစ်လိုက်ပြီဖြစ်တယ်။ချစ်ပါတော့လေအကိုကြီးကလည်းသူမကိုစွန့်ပြစ်သွားခဲ့လေပြီ။အခုဘိုးမရုပ်ကလေးကသူမစွန့်ပြစ်လိုက်ပြီဖြစ်တယ်။အကိုကြီးကကြွာရှင်းပြီးလက်ရှိနေတဲ့တိုက်ကိုလွှဲ၍ဘာမှမပေးတာမလို့ တိုက်ကအရင်ကလေးကပေါင်ထားလို့အပေါင်ဆုံးသွားလေရာအရင်သူမတို့ဖဲစုဝေးပြီးတော့ရိုက်ရာဖြစ်တဲ့တိုက်ကန်းဟောင်းကြီးတွင်ပြောင်းရွှေ့လာခဲ့လေရဲ့တင်းနလက်မှာအတွေးများနဲ့ဖြတ်တောက်ခါရှီလန်းကိုခတ်တုတ်တုတ်လေးလှမ်းလာခဲ့လိုက်လေတဲ့တချက်ချက်နဲ့မာမီမာမီရေဟမ်မလိုက်လာခင်းနဲ့မလိုက်လာခင်းနဲ့တင်းတင်းလက်မှာနားနှစ်ဖက်ကိုပရင်ကနေတိုက်ခန်းရှိရာသို့ပြေးလာခဲ့လေတဲ့ရှီတန်နဲ့တမီးလေးရဲ့ခေါ်တန်ကဝေးရာပြေးလာရင်းကနေတိုက်ခန်းလေကအား မမောနိုင်မပန်းနိုင်ပြေးတက်လာနိုင်ခဲ့တယ်။ထို့နောက်မှာတော့အခန်းကိုဖွင့်ဝင်လိုက်ကရက်ချလိုက်၍တကားကိုမှီရင်အပန်းဖြေလိုက်တဲ့တတုံးတုံးနဲ့မမီမမီသမီးဘိုက်စားတယ်။သွားပါသမီးရဲ့မမီတောင်းပန်ပါတယ်။မမီမမီတင်တယ်လက်အာကနေအော်ရင်ကနေမိဖို့ကြောင့်တဲဝင်၍ဓာတ်တလက်ကိုယူကတကားကိုဆွဲဖွင့်လိုက်တယ်။သူမအမိုက်ပုံးစီသူလှုပ်ပြစ်လိုက်တဲ့ဘိုးဘရုပ်ကလေးအခန်းဝမှာဖြစ်နေတယ်။နင်ကိုတတ်မယ်။ ပြောရင်းနဲ့ဘိုးမရုပ်ကလေးကိုခုတ်ပိုင်းပစ်လိုက်ရာအပိုင်းပိုင်းပြတ်နေတဲ့ရုပ်ကလေးကတခိခိရင်းရင်းထွက်လာကသွေးများလဲထွက်လာလေတယ်ဟာမရှိနဲ့မရှိနဲ့ထို့နောက်အိမ်ထဲသူပြန်ဝင်ကရည်တန်းညားနဲ့ဝေးရသူပြင်းရင်ခေါမိုးပေါ်တက်စီသူလာခဲ့တယ်မာမီမာမီမာမီဆိုတဲ့အတန်ကနားစီတဲ့ဆူဆူချာချာရိုက်ခတ်လာကခုနကအပိုင်းပိုင်းပြတ်နေတဲ့ရုပ်ကလေးမှာသွေးများမြင်မကောင်းအောင် ပေလျက်သူမစီသူတလန်းချင်းလျှောက်လာသည်မို့လို့တင်တင်လက်ကလည်း နားနှစ်ဖက်ကိုပိတ်လျက်သားမိုက်မိုက်ကန်းကန်းပင်ခေါင်မိုးထက်ခါနီခုံချလိုက်ပါတော့လေ။ဝိုးလင်းသောတိုက်ခန်းအောင်၌သွေးအိုင်ထဲတွင်အသက်ပြောင်နေတဲ့တင်တင်လက်အားရက်ကွက်မှာရှိတဲ့လူများကတွေ့လျက်ရလေတယ်။တင်တင်လက်ရဲ့ဘေးမှာတော့ဘုံမရုပ်ကလေးပင်ကီကလေးဟုတ်မဟုတ်ဆိုတာ ው တော့တင်တင်လက်သားလင်းအတိဆုံးဖြစ်ပါတော့တယ်။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူမွန်မွန်ခိုင်ရေးသားထားတယ်။ဘုံမရုပ်ဆိုတဲ့ပြည့်အမှန်ဇလန်းအစဆုံးပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်နေမှာလဲကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဆက်လန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ